ဘဘီဆဆာပေါ်မပြတ်သားနိုင်သေးပဲခန်းစားချက်တွေရှိနေတဲ့လွှမ်းပိုင်ကိုမခွန်နိုင်မပြောနိုင်ဖြစ်သွားတဲ့နန်းစုဝေဒမြလုံးမဲမင်္ဂလာပေါင်းရန်ကုန်ဆက်လီနျူးစကန်နေကျွတ်ဆူလိုက်ပါတယ်အရင်တစ်ချိန်ကဘရိတ်သက်ချစ်တော်လေးဖြစ်ခဲ့တဲ့ဟီယောဆိုတော့လွှမ်းပိုင်ကတော့အခုချိန်မှာဘရိတ်သက်တည်းရဲ့ချင်ဘတ်ဖြစ်လို့နေခဲ့ပါပြီအခြေရေးအရှုပ်ရှင်းနေကြောင်းလွှမ်းပိုင်တယောက်လူမုံများနေတာပဲဖြစ်ပါတယ်ဘလောက်တောင်လူမုံများနေလဲဆိုရင်ဘရိတ်သက်တည်းရဲ့မြစ်တာပို့တာမှုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကကားအက္ဆီဒန့်ဖြစ်သွားခဲ့တယ်လို့သတင်းတွေထွက်လာတဲ့အထိပါပဲလွှမ်းပိုင်ဟာဘော်ဘီဆဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းနန်းစုနဲ့ ဲ့တွင်းနေတာကိုဝေဖန်နေတဲ့ပြည်သက်တွေအများပြားရှိသလုံးလက်ခံတဲ့ပြည်သက်တွေလည်းရှိပါတယ်။ဒါပေမဲ့မကြသေးခင်ကလွှမ်းမိုင်းနဲ့နော်ဖွဲ့ထားတို့ရဲ့ကားပေါ်မှာအနမ်းပေးနေကြတဲ့ကိစ္စပေါက်ကြားပြီးချိန်မှာတော့လွှမ်းမိုင်းကိုနန်းဆုနဲ့တောင်မတန်ဘူးဟုဆိုကာပို့ပြီးလူမုံများခဲ့တာပဲဖြစ်ပါတယ်။အရင်ကဘသူတွေဘလို့ပဲဝေဖန်ခဲ့ရနေပါစေနန်းဆုကလွှမ်းမိုင်းနားမှာအများရန်ရှိနေပေးခဲ့တာပေါ့။ဒါပေမဲ့နော်ဖွဲ့ထားတဲ့ချစ်ချင်းနူးနေတဲ့ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်မှာတော့နန်းဆုတယောက်လည်းလွှမ်းမိုင်းနားမှာရှိမနေနိုင်တော့ပါဘူး။အရင်ကရွှေဆိုင်ဖွင့်ပွဲတွေကြော်ညာတွေရှိုးတွေမှာဆိုရင်အ အများနဲ့တူတူတွေ့နေရပေမဲ့ပေကတဲ့ရပိုင်းကကျင်းပခဲ့တဲ့ V47 စိုင်ခွဲအသစ်ဖွင့်လှစ်ပွဲမှာလွန်မယောနန်းစုကိုပါဖိတ်ကြားခဲ့ပေမဲ့နှစ်ယောက်သာတူတူပွဲတက်လာခြင်းမျိုးတော့မရှိခဲ့ပါဘူး။ဒါ့အပြင်ပွဲထဲမှာလည်းတူတူဘေးကျင်းကမထိုင်သလိုတယောက်နဲ့တယောက်လည်းအခေါ်ပြောမလုပ်ကတခါမှမသိခဲ့ဘူးတဲ့သတင်းတွေလိုနေနေကြတာကိုဘရက်ဒတ်တေကသတိထားမိသွားကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တော့ဖဲ့ထားကိစ္စနဲ့ပတ်သက်ပြီးနတ်ဆုကလွှမ်းမိုင်ကိုစိတ်နာသွားတာဖြစ်မယ်လို့ထင်သေးပြနေကြတာပေါ့။တချို့ကလည်းတော့ဖုန်းနဲ့ဗီဒီယိုဖိုင်ကိုလွှမ်းမိုင်ကိုယ်တိုင်ဖြန့်ခဲ့တာဖြစ်ပ က်ပြီးဘော်ဘီဆဆာရဲ့ post တွေမှာလည်းအမှန်တကြီးရေးလာတဲ့ပုံတွေအရလွမ်းမိုင်ဟာဘော်ဘီဆဆာပေါ်ခန်းစားချက်ရှိနေသေးတာဖြစ်မယ်လို့မှတ်ချက်ပေးလာကြတာပေါ့နဆုအနေနဲ့လွမ်းမိုင်ကိုစိတ်နာမဲ့ဆိုရင်လည်းနာချင်းစရာပဲဖြစ်ပါတယ်ဘော်ဘီဆဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းဘရိတ်တ်တတော်မများကနဆုကိုဝိုင်းပြီးအဖြစ်တင်ခဲ့ကြပါတယ်ဒါကိုတော့ဒီမအနေနဲ့ပြန်လည်တုတ်ပြန်တာမျိုးမရှိပဲတစ်ချိန်လုံးဝေဖန်ပြောဆိုခံပြီးလွမ်းမိုင်နာမှာရှိနေပေးခဲ့တာပါ ဒါကြောင့်အဖြစ်မှန်တွေထွက်ပေါ်လာချိန်မှာတော့နတ်စုကိုအားလုံးကတနာကျွနာတက်နေကြတာပဲဖြစ်ပါတယ်။အခြေရင်းနဲ့ပတ်သက်ပြီးကံမကောင်းဘူးလို့လည်းမှတ်ချက်တွေပေးလာကြတာပေါ့။နတ်စုကသူမတွေ့သမျှရီစားတိုင်းကိုအပြင်းဝဂရုဆိုင်မှုပေးတတ်သူပေါ့။ဂျီဖန်နဲ့တွဲတော်ကလည်းဂျီဖန်ရဲ့ရှိုးရီတိုင်းကိုတကားကောင်းလိုက်သွားပေးခဲ့တဲ့လုံ။လွှမ်းမိုင်နဲ့တွဲတော်ကလည်းလွှမ်းမိုင်ရဲ့နားမှာရိတ်တစ်ခုလိုအမြန်းရှိနေပေးခဲ့တာပေါ့။သူမခုလိုဂရုဆိုင်ပြီးချစ်ပေးခဲ့သမျှပြန်ရလိုက်တဲ့ယာရီကတော့ဆင်မကောင်းယာရီတာဖြစ်နေခဲ့ရပါတယ်။ လောမိုင်နဲ့နော်ဖော့ရဲ့ထားတို့ရဲ့အရှုပ်ထောက်တွေပေါ်သွားခဲ့တဲ့နေ့ကလည်းနန်းစုကကန်းချေတစ်ခုကိုလင်းအောင်တွန်းနဲ့အတူတူရောက်ရှိနေတာဖြစ်ပြီးသူမရဲ့အသေးကွဲသချင်းတစ်ပုဒ်ဖြစ်တဲ့ကမ်းမဲလေသချင်းနဲ့ဗီဒီယိုရိုက်ပြီးတင်လောင်ခဲ့တာပဲဖြစ်ပါတယ် ကပ်ရှင်ကိုလည်းတချင်းစာသားဖြစ်တဲ့ပင်လယ်ကြီးရဲ့ကျမကရှင်းလောက်မာယာရီလည်းမများဆိုတဲ့စာသားနဲ့ရေးတင်လာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုခံပြီးလွမ်းမိုင်နားမှာရှိနေပေးခဲ့ပေမယ့်လွမ်းမိုင်ကတော့တော့ဖို့ကိုမရလို့အဆုကိုပြောင်းချိန်လိုက်ပြီးအခုချိန်မှလည်းဘော်ဘီဆက်စားပေါ်ခန်းစားချက်တွေရှိနေသေးတဲ့ရိတ်ရောင်တွေကြောင့်လွမ်းမိုင်ကိုမခွန်နိုင်မပြောနိုင်ဖြစ်သွားတာဆိုပြီးမှတ်ချက်ပေးလာကြတာပဲဖြစ်ပါတယ်။ဘရီတတ်တို့အနေနဲ့ရောနန်ဆိုတရားလွမ်းမိုင်ကိုတကယ်စိတ်နာသွားပြီလားဆိုတာမြင်လဲတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက် ီ celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။